ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဗမာမြို့မှာရှိတဲ့ခရီးယန်ဘာသာဝင်တို့ရဲ့အထွတ်အမြတ်ထားရာစိန့်ပက်ထရစ်ဘုရားရှင်ခိုးကျောင်း တင်းအုပ်ဆရာကြီးရဲ့နေအိမ်ရုံးသားနဲ့စာတင်ကျောင်းတို့ကိုစစ်တပ်ကမိရှို့ဖျက်ဆီးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမက်စလာ16ရက်နေ့ညနေ4နာရီအချိန်ကမှဗမော်မြို့မှာရှိတဲ့အထင်ကြီးရရှီဟောင်းခရစ်အန်ဘာသာဖျားရှိခိုးကျောင်းကြီးဖြစ်တဲ့စိန့်ပက်ထရစ်ဖျားရှိခိုးကျောင်းကို စစ်တပ်ကရည်ရွယ်ချက်ရှိရှိနဲ့မိရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီမိဟာတင်းအုပ်ဆရာကြီးရဲ့နေအိမ်နဲ့ရုံးသားအမတ်နဲ့အခြေခံပညာအထက်တန်းကျောင်းတို့ကိုပါမိဆွဲပြီးတော့လောင်ကျွမ်းခဲ့တယ်လို့သိရပါတယ်။ဗမော်မန်ဝင်းကြီးလန်နာဘေးစိန့်ပက်ထရစ် ကက်တလစ်ဘုရားရှိခိုးเจ้าကြီးကတော့ပြာကျသွားပါပြီစာတင်เจ้าမှာမီးလောင်သွားတယ်စစ်တပ်ကမီးရှို့သွားတာပါလို့ဗမော်ဒေသခံပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်ဗမော်မြို့မှာ2024ခုနှစ်ဒီဇင်ဘာလ4ရက်နေ့ကစတင်ပြီးတော့တိုက်ပွဲများအပြင်းထန်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးအခု3လကျော်ကြာမြင့်လာတဲ့အထိတိုက်ပွဲများဟာဆက်လက်ပြီးတော့ဖြစ်ပွားနေကစစ်တပ်ကလေเจ้าကနေပြစ်ခတ်မှုများကိုအကြီးအကျယ်လှုံ့ဆော်ရရှိတယ်လို့ KIA ရဲ့သတင်းရင်းမြစ်ကအတိအပြုပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ သတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အခုညီတောင်းကျင်တာလေးတစ်ခုကတော့ update ဖြစ်နေတဲ့စီးရင်းနိုင်ငံရေးသတင်းများကိုအမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်လေးကို follow လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စေဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမဲတို့အနေနဲ့ TikTok မှာ follow လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်